အနာဂတ်မြန်မာရဲ့နျူကလ িয়ার အိမ်မန်အားလုံးပဲမင်္ဂလာပါရှင်စတိုင်းနှောင်း channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ခကြီးတိုးတက်ပြောင်းလဲလာတဲ့အမြနေပြညာဖွံ့ဖြိုးတိုးတက်မှုဆိုတော့နိုင်ငံတိုင်းမှာလိုအပ်ပါတယ် မြန်မာနိုင်ငံမှာဆိုရင်တော့နျူကလ িয়ার ပန်ဆိုင်မှုအိမ်မှာဟာအနာဂတ်မှာအကောင့်ထည့်ဖော်နိုင်မယ်လို့ထင်မိပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကလေးကတိုးတက်နေတဲ့အနုပြုလက်နက်ဟာအာရှနိုင်ငံတွေကလွှဲပြီးတော့အနောက်နိုင်ငံတွေမှာတွင်ကျယ်စွာအသုံးပြုနေကြတာဖြစ်ပါတယ်။ဒီတော့အနုပြုလက်နက်ဆိုတာဘာလဲဆိုတာမသိသေးတဲ့ပြည်သက်တို့အတွက်မျှဝေပေးသွားချင်ပါတယ်ရှင်။အနုပြုလက်နက်ဆိုတာနျူကလ িয়ার ကွဲထွက်ခြင်းကနေဓာတ်ပြုပေါင်းဆက်ပြီးတော့အနုပြုရောင်စဲတတိတန်ကြီးကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။နျူကလ িয়ার လက်နက်ဟာအလွန်သေးငယ်ပြီးတော့ဓာတ်ပြုမှုနဲ့ ်မျိုးရှိပါတယ်ဒီလိုတိုက်ပြုတ်ပြီးအစမတန်ကြီးမာတဲ့စွမ်းအင်များကိုထုတ်လုပ်နိုင်သလိုအဲစွမ်းအင်ကပဲနိုင်ငံကြီးတနိုင်ငံလုံးကိုတောင်ဖျောက်ပြစ်နိုင်ပါတယ်ဖောက်ခွဲရေးစွမ်းအင်တစ်ခုဖြစ်တဲ့နျူကလ িয়ার စွမ်းအင်ကို fusion တတုနဲ့ fission တတုတို့မှရရှိပြီးတော့ဓာတ်ပြုတ်မှုဖြစ်ပြီးတော့ညောင်များစွာသော အစမတန်စွမ်းအင်တွေကိုထုတ်လုပ်ပေးတာလည်းဖြစ်ပါတယ်။ဒီလိုရခုခေတ်နျူကလ িয়ার လက်နက်ဟာကီလိုဂရမ်အဖြစ်လဲတထောင်လောက်ရှိပြီးတော့တခြားသောဖောက်ခွဲရေးပစ္စည်း1 billion ကီလိုဂရမ်တွေကိုညီများပါတယ်ရှင်။ ယခုပြောပြပေးနေတဲ့ကမ္ဘာလုံးဆိုင်ရာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အင်အားကြီးနိုင်ငံတွေမှာတုံးတဲ့လက်နက်ဖြစ်ပြီးတော့ဒီလက်နက်ဟာအလွန်သိငယ်ပေမဲ့လည်းနိုင်ငံတကာနိုင်ငံမျိုးတစ်မျိုးလုံးကိုတောင်ဖျက်ပြနိုင်ခဲ့ပါတယ်။ဒီလိုအချက်တွေကြောင့်ကမ္ဘာနိုင်ငံတွေရောအနည်းပြလက်နက်ကိုကမ္ဘာအရာကြီးမားတဲ့လက်နက်အဖြစ်သတ်မှတ်ထားကြပြီးတော့နိုင်ငံတိုင်းကလည်းဒီလိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေကိုကြောက်ကြတာပဲဖြစ်ပါတယ်။ အနှစ်ပြလက်နဲ့မပြောင်းပွားရေးကလည်းနိုင်ငံတိုင်းရဲ့ပြည်ပြည်ဆိုင်ရာဆက်ဆက်ရေးကိုအတင်းမှမဖြစ်အောင်စူးစမ်းကြတာဟာအရေးကြီးတဲ့ခန်းကဏ္ဍမှာပါဝင်ပါတယ်ရှင်။ဒီလိုအနှစ်ပြလက်နဲ့တွေကိုကမ္ဘာသမိုင်းမှာနှစ်ကြိမ်တိတိသာအသုံးပြုခဲ့ပါသေးတယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးကန်နေ1945ခုနှစ်အောက်တိုဘာ6ရက်နေ့မနက်မှာအမေရိကန်တို့ကဂျပန်နိုင်ငံဟီရိုရှိမားမြို့ကိုအနုပြုပုံချဲခဲ့ပြီးတော့ကိုရကြပြီးတဲ့နောက်မှာတော့နာဂါဆာကီမြို့ကိုထပ်မံတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ အမေရိကန်ရဲ့အညွှန်းပြပုံစံတက်မှုအားလူပေါင်းသသိန်း2000ခန့်တည်ကျွေးပျက်စီးကြရပြီးတော့ရေဒီယိုတက်တူကြပျက်စီးများကြောင့်လည်းအိုးအိမ်များနဲ့ကြန့်ရှိသူများတည်ဆုံခဲ့ရတယ်ဖြစ်ပါတယ်ဟီရိုရှိမာနဲ့နာဂါဆာကီတို့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာအမေရိကန်ပင်လယ်ပြင်နဲ့အနောက်သဲကန္နာရရဲ့အထိပါအစံသဘောလောက်အင်အားပြတ်တဲ့သဘောလောက်မတဲကွဲပဲနဲ့တက်မှန်ဖောက်ခွဲခဲ့တာလည်းဖြစ်ပါတယ်။ဒါကကမ္ဘာသမိုင်းမှာဖျောက်ဖျက်လို့မရတဲ့လူပေါင်းတောင်းချီတည်ဆုံခဲ့ရတဲ့အမှန်တရားကြီးလည်းဖြစ်ပါတယ်။ အနည်းပြလန်ဒန်ပန်ဆိုင်ထားကြတဲ့နိုင်ငံများကတော့အမေရိကန်ရုရှား UK ပြင်သစ်အိန္ဒိယပါကစ္စတန်နဲ့အမျိုးကိုရီးယားစတဲ့နိုင်ငံများဟာလည်းနျူကလ িয়ার ဘုံးပန်ဆိုင်ထားကြတဲ့နိုင်ငံများအဖြစ်သိထားကြပါတယ်။ဂျနေကေမြန်မာနိုင်ငံကလည်းရုရှားအကူအညီနဲ့အနည်းပြဘုံးပန်ဆိုင်လာမယ်မျှော်လင့်ချက်တွေရှိနေမလားဆိုတော့ဒီချက်တွေနဲ့လေ့လာလို့ရနေပြီပဲဖြစ်ပါတယ်။ဒီကမ္ဘာ့ချက်မတိုင်ခင်1969ခုနှစ်မှာ OAN နဲ့ အစကန်စမန်ဆိုတဲ့လူနေရာဟာရီနီယန်ဒက်စင်မှာကွဲထွက်လာတဲ့ဖြစ်စဉ်ကိုတွေ့ရှိခဲ့ပြီးတော့ဒီတွေ့ရှိမှုဟာအမေရိကန်ဒစ်တီရှာနဲ့ကနေဒါနိုင်ငံတို့ပူးပေါင်းပြီးတော့အတံပေါင်းပြမြောက်ရေးကိုကူညီဖြည့်ရှင်ကြပါတယ်။ဒါကြောင့်လည်းဒီစမ်းသပ်မှုအောင်မြင်ခဲ့ရာကြောင့်ဂျပန်နိုင်ငံနာဂါဆာကီနဲ့ဟီရိုရှိမားပြချခဲ့ရပြီးတော့လန်နတ်ချအရှုံးပေးခဲ့ရလည်းဖြစ်ပါတယ်။ဒီအတံပေါင်းပေါက်ကွဲခြင်းဟာတင်ဒီကောရန်တန်စိန်2000ပေါက်ကွဲခြင်းတန်စပေါင်းများစွာအစာပေါင်း3000ပေါက်ကွဲခြင်းမြင်များပါတယ်။ အတန်ဆာစုကြည်စိုးယူမှုဟာလဲဟီရိုရှိမားနဲ့ဒါကာဆာကီလိုမြို့တွေပြာကျကနှစ်ပေါင်း20ကျော်ကြာနလန်မထနိုင်တော့တာလဲဖြစ်ပါတယ်။ဒါကြောင့်လဲဒီအတန်နှုတ်ပြဘုံပေါက်ခွဲခြင်းဟာအကောင်းနဲ့ဆိုးနှမျိုးစလုံးကိုဖြစ်ပေါ်စေတတ်တဲ့အတွက်ကြောင့်တောင်းတဲ့ဗန်နှုတ်ပြညာနဲ့စွမ်းရည်သုံးလျက်စိတ်ပစ္စည်းတွေမှာလဲအသုံးပြုလို့ရပါတယ်။မြန်မာနိုင်ငံဟာနောက်နေပေါင်း30ကျော်လောက်ရောက်ရင်ဤပညာခန့်မှန်းသူတွေကအတန်နှုတ်ပြဘုံတီထွင်ဖန်တီးနိုင်မယ်လို့ယူဆထားကြပါတယ်။ အချိန်နဲ့အကြောင်းတရားအရကြည့်မယ်ဆိုရင်တော့ရုရှားနာပိုင်တွေရဲ့အကူအညီနဲ့ဒေသပေါက်တိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်။နာဂတ်မြန်မာနိုင်ငံရဲ့နျူကလ িয়ার ဆွေးရင်ကဏ္ဍမှာအပြောင်းလဲများစွာဖြစ်ပေါ်လာနိုင်ပါတယ်။ဒီရဲ့ပြောင်းလဲတွေဟာအထူးအဖြစ်နိုင်ငံရေးအခြေအနေ၊စီးပွားရေးတိုးတက်ပြောင်းလဲမှုနဲ့ဒေသတွင်းပထဝီနိုင်ငံရေးနဲ့ပြည်ပအကူအညီများစွာပူးပေါင်းဆောင်ရွက်မှာသာဖြစ်နိုင်မှာပါ။ဒါကြောင့်မြန်မာနိုင်ငံလျှက်စစ်စွမ်းရည်လိုအပ်ချက်မြင့်တက်လာတဲ့အမြောက်စွမ်းရည်လုံခြုံရေးအတွက်နျူကလ িয়ার စွမ်းရည်ကိုအသုံးပြုဖို့စဉ်းစားလာနိုင်ပါတယ်။ ဒါအရေးကြီးတည်တံ့မှုစွမ်းရည်ရရှိရေးနဲ့ရုပ်ကျင်းလောင်စာပေါ်မိခိုမှုကိုလည်းလျှော့ချနိုင်ပါတယ်။နေပညာတိုးတက်လာတဲ့အများသိခဲ့တဲ့ molecule တပေါင်းဖို့ရလိုမျိုးနျူကလ িয়ার နေပညာတွေကပုံမပေးခင်ပြီးတော့ဈေးသက်သာလာနိုင်ပါတယ်။ဒါကြောင့်ဒီမနိုင်ငံအတွက်နျူကလ িয়ার စွမ်းရည်ကိုလက်လန်းမီစေနိုင်ပါတယ်။ဆိုင်ပြောရင်ဂျမားရဲ့စစ်မှုလုပ်ငန်းတွေမှာနျူကလ িয়ার အသုံးပြုမှုကိုတိုးတက်လာနိုင်ပါတယ်။ဥပမာအဖြစ်ယောဂရှောင်ဖွေရေးနဲ့ကုသရေးတွေမှာနျူကလ িয়ার စိတ်ပညာကိုအသုံးပြုလာစေနိုင်ပါတယ်။ ီလိုဆိုရင်တော့နိုင်ငံရေးအကျန်းမာရေးအတွက်ကြောတောင်းနောက်ခံရှိပြီးသားဖြစ်မှာပါသူတိသနာဖွံ့ဖြိုးတိုးတက်ရေးမှလည်းနျူကလ িয়ার နည်းပညာကိုအသုံးပြုခြင်းဖြင့်တိဗန်နဲ့နိပညာခန္ဓာကိုမြင့်တက်ပေးလာနိုင်ပါတယ်။နောက်ပြီးတော့ရုရှားနိုင်ငံဝန်ကြီးချုပ်ကလည်းနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖွဲ့စည်းစီ IAEA လို့ဖွဲ့စည်းတွေဟာ ယူကလီးယားဘေကင်းလုံခြုံရေးနဲ့နှိပညာအကူအညီတွေကိုမြန်မာနိုင်ငံကပေးပို့လာနိုင်ပါတယ်။ရုရှား၊ဒီယုံ၊အိန္ဒိယစတဲ့နျူကလီးယားနှိပညာတွေမှာအတွေ့အကြုံရှိတဲ့နိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်လိုက်ရင်မြန်မာနှိပြုထုတ်ဆွမ်းရေးဟာမလျော့တော့အားနဲ့အရှိန်တိုးတက်လို့လာလောက်မှာပါ။ ်မြန်မာနိုင်ငံကအနာဂတ်မှာနျူကလ িয়ার ဓာတ်ပေါင်းဖို့များတည်ဆောက်လာနိုင်တဲ့အခါမှာအရေးကြီးဆုံးကတော့ဓာတ်ပေါင်းဖို့တွေကိုစနစ်တကျစီမံခန့်ခွဲပေးဖို့လိုအပ်ပါတယ်။နျူကလ িয়ার လက်နက်အစလေးတွေတည်ပေါင်းမှုကိုလည်းမြန်မာနိုင်ငံဟောင်းနိုင်ငံတကာစီးပင်းစည်းကမ်းများနဲ့ညီလိုက်နာဖို့စူးစမ်းဖို့လိုအပ်ပါတယ်။ SMRS လို့ခေါ်တဲ့တင်းငင်လုံးနဲ့တပောင်းဖို့တွေကိုတိစဖို့မြေနေရာကျယ်ဝင်းနဲ့မြို့ပြနဲ့လမ်းဝေးနေရာတွေမှာပဲရပါပါဥပမာကန်လွန်ဒေသတွေနဲ့ပလယ်အော်ရေနံပိုက်လိုင်းတွေနားမှာတော့တိစလို့မရနိုင်ပါဘူးဒီကြောင့်မြန်မာနိုင်ငံက င်းလယ်ရေပိုင်နယ်တွေများပြားပြီးတော့တန်ကုန်းတောင်တန်းတွေနဲ့တစ်တောတွေထူထပ်တာကြောင့်လည်းဖြစ်ပါတယ်။နိုင်ငံတကာတက်ဆင့်သလုံး SMR စက်ရုံတွေဟာနျူကလ িয়ার တိစောက်ဖို့လိုအပ်တဲ့စက်ရုံတွေစီကိုပို့ဆောင်ပေးပါတယ်။ဒါကြောင့်ရိုးရိုးနျူကလ িয়ার ဓာတ်ပေါင်းဖို့အတွက် ကုန်ကျစရိတ်သက်သာပြီးတော့တိစောက်ချင်လဲပို့တော့ပါတယ်။ အဝေးရောက်ဒေသတွေနဲ့မြန်မာနိုင်ငံလိုသိငယ်တဲ့နိုင်ငံတွေအတွက်အထူးသင့်လျော်ပါတယ်။နောက်ပိုင်းနျူကလ িয়ার ကြောင့်ပဲနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများတိုးတက်လာခြင်းကြောင့်နျူကလ িয়ার ဆွမ်းအရာနည်းပညာတိုးတက်မြန်မာလာပြီးရောနိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေကိုတွဲဆောင်နိုင်ပါတယ်။ ဒီပညာနေငွေစည်းရင်းနှီးတွေမြန်မာနိုင်ငံထဲကိုရောက်ရှိလာနိုင်ပါတယ်။ရွှေရှည်အဖြစ်မြန်မာနိုင်ငံကကောင်းတဲ့ကောင်းလာမှာဖြစ်ပြီးတော့နျူကလ িয়ার စွမ်းအင်အားလည်းကမ္ဘာစံတုံးတွေကြီးများကလလင်းတကူအခြားသောတိုးတက်ကြောင်းလဲနေတဲ့နိုင်ငံတွေလိုမျိုးဖြစ်လာစေမှာပါ။ဒီတော့နောက်ပိုင်းနိုင်ငံဟာစမှုလုပ်ငန်းတွေမှာနျူကလ িয়ার နေပညာကိုပုံမောအသုံးပြုလာနိုင်ပါတယ်။ဆက်ရုပ်လုပ်ငန်းကထွက်လာတဲ့နျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေကိုပြည်သူများပေးကင်းအောင်တရားစနစ်တရားစွန့်ပစ်ပြည့်စင်နိုင်မို့လဲအခြားသောနေပညာကူညီတွေလည်းလိုအပ်ပါတယ်။မြန်မာနိုင်ငံကို ပြုကူညီပေးနေတာရုရှားနိုင်ငံပြည်သူ့သမ္မတဖြစ်ပြီးတော့မြန်မာတိုင်းမိတ်ဆက်အင်အားကိုအသုံးပြုပြီးတော့ကူညီပေးမှာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိနိုင်ငံရေးစီရင်နေရတော့ဒုက္ခရယာဆိုင်ရင်ထုတ်ဖို့ကတော့အစိန်ကုန်မှုတစ်ခုကြီးဖြစ်လာနိုင်ပါတယ်။ဝန်တင်ငိမ်မှုတွေဟာစီမံကိန်းကိုအကောင့်ထဲပို့ဖို့ကန့်ကဲစေပြီးတော့ဒုက္ခရယာရင်မတီထောင်သေးပဲနဲ့ဆက်ဆက်နည်းပညာကိုလေးလာထားဖို့ရုရှားနိုင်ငံလိုမိတ်ဆက်နိုင်ငံစီကိုပညာသင်ကြားဆင်လွတ်ခြင်းဖြင့်ကူညီရလာနိုင်ပါတယ်။အများပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုတွေနဲ့တဘာဝပတ်ဝန်းကျင်ပြည့်စည်ဆုံးရှုံးမှုမရှိအောင်လဲ ခြေလက်နေပြည်သူများစီရောမျိုးနေပြည်သူများစီကိုပါအသိပညာပေးဟောပြောပွဲများပြုလုပ်ရန်လဲရှေ့ပြီးလိုအပ်ပါတယ်။ဒါမှလည်းပြည်သူတွေကနိုင်ငံလိုအပ်ချက်ကိုပုံမတိုတက်အောင်ပြုလုပ်ပေးမယ်ဆိုတာသိနာလဲပြီးကုညီပါဝင်ပေးကြမှာဖြစ်ပါတယ်။ဒီတော့မြန်မာနိုင်ငံမှာသာနျူကလ িয়ার ဆော့လုပ်မယ်ဆိုရင်တခြားသောနိုင်ငံတကာကအဖွဲ့အစည်းတွေကလည်းစိုးရိမ်စားမှုမြင့်တက်လာနိုင်ပါတယ်။ နိုင်ငံတကာအသိပြုစွမ်းရည်အေဂျင်စီ IAEA လိုမျိုးဖွဲ့အစည်းတွေကမြန်မာနိုင်ငံကိုလာပြီးဆောင်ကြည့်စစ်စင်တွေနဲ့စီးပင်းစည်းကမ်းတွေကိုလိုက်နာဖို့တိုက်တွန်းလာနိုင်ပါတယ်။နောက်ဆုံးမှာတော့မြန်မာနိုင်ငံကနျူကလ িয়ার ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနဲ့နိုင်ငံရေးလူမှုရေးအတိုင်းဝိုင်းတွေရဲ့အစိုးရမှုကင်းသွားပြီးအမှန်စင်စင်တိုးတက်ကြောင်းလဲလောင်နိုင်တဲ့နိုင်ငံချင်းတဲ့နိုင်ငံဖြစ်လာစေမှာပါနော်။ ယခုလိုမျိုးဘုဒ္ဓရာယာစီမဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့တော့နောက်ဗီဒီယိုလေးတွေမှာလည်းဆုံတွေ့ကြပါရစေအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ